DPP ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။2026ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုပြီးစီအောင်ကျင်းပမှာဖြစ်ပြီးမဲများသူအနိုင်ရတဲ့ FPTP စနစ်အပြင် PR စနစ်ပါသုံးမယ်လို့မလ25ရက်ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာစစ်ကောင်ဆောင်ကပြောပါရတယ်။ ကုလတွင်ရေမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာထူးကိုစလဲဂျူလီဘစ်ရှော့ပ်နဲ့အိန္ဒိယနိုင်ငံကြ ాయి ဝန်ကြီးဒေါက်တာအက်စ်ဂျိုင်ရှန်ကာတို့တွေ့ဆုံပြီးမြမအရေးနဲ့ပတ်သက်လို့ဆွေးနွေးခဲ့တယ်လို့ The Times of India သတင်းမှာဖော်ပြပါတယ်။မိုးပြေမြို့မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေကြားမလ26ရက်အထိတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကမိလောင်ပုံ၃ကနေအိမ်တွေကိုနေ့စဉ်မိရှို့ဖျက်ဆီးနေတယ်လို့အမှတ်1100ကိုတည်ရင် Phoenix Battalion ကပြောပါတယ်။ ကျောက်တကာမြို့နယ်ကျောက်တကာမြို့အနီးကစင်အိုလဟာရွာမှာထိုင်ချနေတဲ့စစ်ကောင်စီတပ်စခန်းကိုမလ25ရက်မနက်အစောပိုင်း2နာရီခွဲဝန်းကျင်မှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ရိုးမားနှစ်စစ်ကြောင်းစီကသိရပါတယ်။ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။